ပြင်တိတ်ဝန်ကြီးချုပ်တိစီပန်ရှန်လီကွန်နူဦးဆောင်တဲ့အစိုးရတိဟာခန့်အပ်ခံရပြီးဆက်လိန်နာရီအတွင်းမှာပဲဖိအားတွေကြောင့်ပြန်လည်နှုတ်ထွက်သွားခဲ့ပါတယ်။တူတာဝင်ယူရာ26နှစ်ရှိပြီဖြစ်ပေမဲ့သူ့အစိုးရဖွဲ့တိကတော့ဆက်လိန်နာရီပဲခံခဲ့တာဖြစ်ပါတယ်။မဟာမိတ်တွေဘက်ကရောပြန်ဘက်တွေဘက်ကပါဒီအစိုးရအဖွဲ့တိကိုဖြုတ်ချမိလို့ဖိအားပေးခဲ့တာကြောင့်နှုတ်ထွက်ခဲ့ရတာဖြစ်ပြီးဒီမတည်ငြိမ်မှုတွေကြောင့်ပြင်တိစတော့ရှယ်ယာတွေနဲ့ယူရိုတန်ဖိုးတွေလည်းထိုးချသွားခဲ့ရပါတယ်။ မြင့်တဲ့နိုင်ငံသား၄ပုံ၃ပုံကစီပါရှန်လီကွန်နူရာထူးကနေနှုတ်ထတာမှန်ကန်နေလို့ယုံကြည်ကြပြီးထဝက်နီပါကပြင်တိရဲ့မတည်ငြိမ်မှုတွေအတွက်မက်ခရွန်ကိုအပြစ်တင်ခဲ့တယ်လို့ BFMTV ရဲ့အဘရစ်တန်အရာတနင်္လာနေ့မှာထုတ်ပြန်ခဲ့ပါတယ်ဒီလိုနှုတ်ထွက်ခဲ့တဲ့အတွက်စီဘရှန်လီကွန်နူဟာနှစ်နှစ်အတွင်းရာထူးကနေဆွန်ပေးခဲ့ရတဲ့၅ရောင်မြောက်ပြင်သစ်ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ် လက်ရဆုံးဝါဒီ National Rally Party ကတော့ဂျာပြတ်လွတ်တော်ရွေးကောက်ပွဲခေါ်ယူဖို့တမတအီမန်နူရီမက်ခရွန်ကိုတောင်းဆိုလိုက်ပါတယ်။တမတမက်ခရွန်နဲ့နှိစက်တဲ့မဟာမိတ်တယောက်ဖြစ်သူလီကွန်နူဟာနိုင်ငံရေးပါတီအများအပြားနဲ့ရတတပတ်အတန်ကြာညှိနှိုင်းခဲ့ပြီးအော်တိုဘာ9ရက်မှာသူ့အစိုးရတည်အတွက်ဝင်ကြီးရွယ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။၆ရက်နေမှာပထမဆုံးကက်ဘိနက်အစည်းအဝေးလုပ်ဖို့စီစဉ်ထားတော့မှပဲအခုလိုနှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ် 2020မှာတမတမန်ခရွန်ပြန်အရွေးခံရပါမယ်လွတ်တော်ထေးမှာဘေးပါတီဘေးမဟာမဲအုပ်စုကမှလူများစုဖြစ်မနေသလိုတမတကရွေးချယ်ခန့်အပ်တဲ့ဝင်ကြီးချုပ်တွေလည်းကြာရှည်မခံတဲ့အတွက်ပြင်တင်နိုင်ငံရေးဟာအကြက်တင်းနဲ့ရင်ဆိုင်နေရပါတယ်